သူများလူနေတဲ့ဌာနကိုဖျက်ဆီးတဲ့ခွန်းလင်းကတရားနာပိသနတ်ဗိမာန်ပြက်ပြီးတော့ထွက်မပြေးရဘူးလားပိသအခုတော့ပြန်ရောက်ပါလားဒါကြောင့်နတ်တောင်ဒီလိုခံရရင်လူတွေဟာသူများလူတဲ့ဌာနဖျက်ဆီးသင့်သလားမဖျက်ဆီးသင့်ဘူးလားပိသတိုင်းမဖျက်ဆီးသင့်လို့ရှိရင်လည်းလက်ပညာဗျာနော်လေးမျိုးပြောမယ်နတ်ထောင်ကြီးသားနောက်ကလက်ချိုးပြီဆိုကြဗျာလူတဲ့ပုဂ္ဂိုလ်လေးမျိုးပြောမလို့ ကိုယ်တိုင်လည်းလှူသည်သူများကိုလည်းအလှခိုင်းသည်ကိုယ်တိုင်တော့လှူသည်သူများကိုတော့အလှမခိုင်းပါသူများကိုတော့အလှခိုင်းသည်ကိုယ်တိုင်တော့မလှူပါကိုယ်တိုင်လည်းမလှူပါသူများကိုလည်းအလှမခိုင်းပါဘယ်နှမျိုးတို့ နံပါတ်1လူမျိုးကိုကြုတ်စပြောမယ်ကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းအဲ့ဒီပုံကိုကြတော့ကိုယ်တိုင်လှူလို့လည်းပြည့်စည်ချမ်းသာသူများအလှခိုင်းလို့လည်းသာသမီချွေရန်ပေါ်တယ်စားမဲ့လူတွေလည်းများစွာရှိကျွေးစရာပစ္စည်းတွေလည်းရှိ လောကပျော်စရာကြီးပေါ့အချွေရန်တွေလည်းပေါ်တယ်ပစ္စည်းလည်းချမ်းသာတယ်ခိုင်းစရာလည်းရှိတယ် ငါစားမဲ့လူတွေလည်းရှိတယ်ကျွေးနိုင်တယ်ပစ္စည်းတွေကလည်းပေါ်တယ်အကောင်းဆုံးအကောင်းဆုံးလောကပျော်စရာကြီးပေါ့နံပါတ်1အကောင်းဆုံးလူမျိုးလို့မှတ်ခဲ့နံပါတ်2ကျတော့ကိုယ်တိုင်တော့လှူတယ်သူများမခိုင်းဘူးသူကြသိတ်ဟမ်းကြဘူးကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့တန်တကားကြီးပိတ်လို့တိုက်ကြီးနဲ့သူများအလှူမခိုင်းလို့သသမီးအချွေရံကတယောက်မှမရှိလင်မယားနှစ်ယောက်တည်းတစီချောင်းမှတောင်ကြောက်ရ ရှိဘူးနှစ်ယောက်သေးအိမ်ဆွဲလဲမရှိဘူးကို့သားသမီးမရှိလို့သားသမီးရခြင်းတည်းညောင်ပင် အောက်သွားသွားသားစုခဏခဏတောင်းကံကောင်းလို့ညောင်ကိုင်းပြီးမသိရဘူးကို့မရတော့သူများသားသမီးခေါ်မွေးစားကိုလက်ထဲတုန်းကမာတာထောင်လို့ကို့လက်ထဲကျရှူနာရှိုက်ကိုသူများမခိုင်းခဲ့လို့ချွေရမရှိဘူးဒီထဲပတ်စံတက်နေလို့ဆေးထိုက်ဖို့ပေတာပဲခံမကြဘူးနော်ကိုယ်တိုင်လှလို့ချမ်းသာတယ်သူများမခိုင်းလို့ချွေရမရှိဘူး နံပါတ်3ကြတော့သူများတော့အလှခိုင်းမှရကိုယ်တိုင်မလှဘူးသူများအလှခိုင်းလို့သာသမီချွေရနေကတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတဲ့ဆိုမှဒီသာသမီတွေကတဖြုတ်ဖြုတ်ပဲလမ်းကြားပြစ်ထားလို့မှမသေးဘူးမာတာထောင်းအကျိုးပဲသူများခိုင်းလို့သာသမီပေါ်တယ်ကိုယ်တိုင်မလှလို့စားစရာမရှိကိုဋ္ဌာနကကိုမသိတော့ကလေးတွေကျိန်စေတယ် ုံးနဲ့ပေးကုန်ပါစားစဲကြည့်ပါလို့ဘုံတင်ကြီးဆုံးလေးက30လုံးတော့ကိုယ်စားရဲအမကြဘူးနော်အပြစ်မတင်နဲ့နော်သူများခိုင်းတယ်လို့သာသမီတော်ပေါ်တယ်ကိုယ်တိုင်မလှူပဲလို့စားစရာကမရှိဒါနမညီမျှတော့လဲခံမကြကြဘူးဘောနံပါတ်3အဲ့ဒါဟောနံပါတ်4ကြပူဆိုးသွားပြီ ကိုယ်တိုင်လည်းမလှူဘူးသူများလည်းမခိုင်းဘူးကိုယ်တိုင်မလှူလို့လည်းပစ္စည်းမချမ်းသာဘူးသူများမခိုင်းလို့လည်းချွေရမရှိဘူးအထီးကြံဘဝနဲ့အဲ့ဒါတွေဘယ်မှာများများပေါ်လို့ဆိုကျွတ်တုမန္တလေးမဟာမြတ်မြူနီဖရာကြီးမြောက်မုံမှာချွင်ချွင်ခေါက်ဆိုတာတော့အဲ့ဒါနံပါတ်၄နံပါတ်၄အဆိုးဆုံးပေါ့တန်ပြေသာကြီးလှူတဲ့ပုဂ္ဂိုလ်၄မျိုးပြောရအောင်ပြေသာကြီးနံပါတ်၁ရဲ့၂ရဲ့၃ရဲ့၄ရဲ့ဘယ်နံပါတ်ကြိုက်တုံးမျိုးမပြောတဲ့လူတွေနံပါတ်၄မြန်မှန်း ပြေသာကြီးတရနှစ်ရသုံးရလေးရဘယ်နံပါတ်ကြိုက်တုံးမျိုးလူလေတွေအကောင်းဆုံးရွေးကြိုက်နံပါတ်1နံပါတ်1ကြိုက်လို့ရှိရင်တော့နံပါတ်1နဲ့တူအောင်လုပ်ရလိမ့်မယ်လက်တစ်ဖက်ကအိတ်ထောင်နဲ့နှိုင်းကိုယ်တိုင်လှူဖို့ကျန်တဲ့လက်တစ်ဖက်ကလည်းဘေးလူထားမပြစ်ခဲနဲ့လာဟိုသပွဲသွားလူကြီးကြစို့ခိုင်း ဒီတရားကျုပ်အတွက်တော့အတော်ကွက်ဝင်တဲ့တရားဘုရားကိုယ်တော်မြတ်ကဇတိလငါဟောထားတယ်မမင်းဒီတရားဟောပြီးတော့အလူခံစားပြီးတော့လည်းဟောထားခဲ့သလားတော့မသိဘူးတကယ်တော့ပရိသတ်ကျုပ်လုံးချဟောတယ်မထင်နဲ့ဓမ္မပဒဘီလာလဗရကမှာဘုရားဟောပါတယ်ဗျာအဲ့ဒါဇတ်ထုတ်ရှိတယ်ပရိသတ်ဟိုစူပါဟိုက်မှာမိုက်မောင်တွေစဲကြောင်လက်သဲဆိုတာအဲ့ဒီဇာလမ်းမြို့နော်ဒါဖြတ်ထိုးလေးပြောတာ ကဲနံပါတ်1ကြိုက်ရင်နံပါတ်1နဲ့တူအောင်လို့ကြကိုယ်တိုင်လည်းလူသူများလည်းခိုင်းပါဗျာနောက်ဆုံးကြလည်းဖြစ်ပါလေအိတ်သွန်ဖာမောက်ပေါ့အိတ်ထောင်နဲ့နှိုက်လိုက်လို့ယာရန်ပါလာလဲအမ်းမနေပါနဲ့ဘရုံမတေဝီကြီးကြည့်ရင်ခင်ဗျားတို့သိလောက်ပါတယ်ဘရုံမတေဝီကြာပန်းလှူတယ်ပြည့်စေကဗုဒ္ဓါကိုကြာပန်းလှူလိုက်တယ်ပထမကြာပန်းလှူပြီးတော့တရားနာပေးတာဟိုကအလှခန်းယူသွားအိုးတဲ့ကြာပန်းနေသူ့ဘာလို့ဖို့တော့နော်မဖြစ်ဘူးတဲ့ပြန်းယူမှတဲ့ဘရုံမတေဝီအလောင်းကပြန်းယူပြန်းယူပြီးဟဲ့ လူတော့လေအလူခံနဲ့ပြန်ယူတော့လေပေးတာပဲလူပြီးသားကြီးပြန်ယူလို့ကောင်းပါဘူးလေဟောနောက်တခါထပ်လူထပ်လူတယ်ပြိဿအဲ့ဒါကြောင့်ဘရုံမတေဝီမိဖုရားကြီးဖြစ်တော့ပထမဆုံးလူလိုက်ခြင်းကြောင့်ဘရုံမကြာဝင်တဲ့ကယသိကြီးတမိဖြစ်လို့ဘရင်ကောက်လာသောချိန်ခါမှာနန်းတော်တဲ့ဝင်တဲ့ခြေဘွားအောက်ကကြာဝင်နေခံလေပထမလူလို့ပုပ္ပစေတနာပေါ့နောက်သူ့အလကားပါပဲလေဆိုပြီးပြန်ယူလိုက်လို့ တန်း900ဖွာတာကိုမိဖုရားတွေတိုက်သည့်အတွက်ထွက်သွားရတဲ့အချိန်ကြတော့လေဟောမုံစစေတနာလှူပြီးသားပြန်ယူလို့တရားနာပိသကြာပွင့်မခံတော့ဘူးတဲ့ပြို့နောက်တန်း900ကမိဖုရားတွေကြုတ်ထဲထည့်ပြီးလွတ်လိုက်တော့ဘုရင်ကြီးရေချိုးတော့ညှိလို့တရားတစိတ်ခန့်ထားတာက ီသားမရသည်ဘရုံမဒေဝီနဲ့တင်မင်းကြီးရဲ့ရင်သွေးဖြစ်သည်ဆိုတာတွေ့ရလို့ဝမ်းမြောက်ဝမ်းသာဘရုံမဒေဝီမိဖုရားကြီးကိုပြန်ခေါ်လိုက်တော့ဟောကြာပွင့်နေလားခံမြန်တယ်အဲ့ဒါပြန်ပြီးထပ်လူတာကိုစေတနာသုံးတာနော်ဒီမပြေတာကြီးဟိုပြန်လှူတော့အလဲစေရနာပြတ်တော့ကြာပွင့်ခံသေးရဲ့လားထွက်တောင်ပြေးရတယ်နန်းတော်ကမိဖုရားကြီးဒါကြောင့်လှူပြီးသားများပြန်မယူနဲ့ ခမရတို့ကအောက်မေ့မှာမနေ့ကလှူတာတပီတော်တို့ပြန်မယူပါဘူးခရားလို့အဲ့ဒါပြောတာမဟုတ်ဘူးအိတ်ထောင်ထဲငါးကြတန်လိုက်တာအစိတ်တန်ကြီးပါလာတော့ဒီမှာအစိတ်တန်ပါလာတော့ငါးကြလှူပြီး20ပြန်းယူသွားတာမလီတော့ဘုံကြီးဘာတွေလျှောက်ပြောတော့မအောင်မေ့နဲ့ဒီနေ့နောက်ဆုံးရအများကြီးရအောင်ပြောရတာ ဟုတ်တယ်တချို့ကအိတ်ထောင်နဲ့အစိတ်တန်ထုတ်လိုက်တယ်လေအစိတ်တန်ပါလာတယ်လှူတာကငားကြဆိုတော့ငားကြလှူပြီးတော့20ပြန်ပြန်ယူသွားတယ်ဘရုံမတေဝီတတိပြုဘောကိုင်ခစ်တရဆိုင်လို့ဟာပတိုင်းပေးမယ်ဗျာအာကြားနေရော့ဒီနေ့တော့အတော်လေးလည်းမရသွားပါနဲ့နောက်ပိုင်းလည်းတရားနာပြည့်တဲ့နောက်ဆုံးညဆိုတော့อืมပဝါလေးပါလေးမပိုင်လည်းအိမ်ပြန်ယူထားကြအောင်ပေါ့ခေါ်ရလိမ့်မယ်ဒီနေ့နောက်ဆုံးညဆိုတော့ဒါကြောင့်အာဘဘာရေနာမမေ့မလှဲ့ရော့မပေါ့မဆာတော့တတိတရားဖြင့် တံပါရိထအကောင်းဆုံးဇတ်တော်ကြီးမဟုတ်ခင်မိမိတို့တတ်ဆွမ်းသမျှလွယ်လင့်တကူပါလာလို့ရှိရင်ဖြင့်နံပါတ်၁ကိုရအောင်ယူ၍အလဲစေရနာ ပြတ်တဲ့ဘရုံမဒေဝီဘက်မလှဲ့ကြဘဲနဲ့အိတ်ထောင်နဲ့နှိုက်လိုက်သောခါပါသမျှမအမ်းမဲလဲမဲလမ်းအလှကဘုံကြီးဆိုတော့လေကျိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း